ကျွမ်းပွားများနေမယ်။ခြေကဝိပဿနာရှင်လေးကတော့သို့သားတဲ့သမီးတွေသင်ယူထားတဲ့အတိုင်းဒင်းပလင်ခွေကတိုင်းနေပါအားမှာဖြောင်းစွာသာဆိုတဲ့အတိုင်းဆရာဘာဝနာရှင်မှကြတော့မယ်ဆိုလို့ရှိရင်တတောင်းတတဣရိယာဘုဖြစ်တဲ့ဒင်းပလီခွေတိုင်းပြီးတော့ကားနဲ့ကောင်းကို သောင်းပြောင်းမှန်းမှန်အကျင့်သားလျက်မေအာဟုလည်းပြောင်းသားကာယီကုံလင်းခန္ဓာဓာရီဖြစ်တဲ့တည်းပို့တိုင်းတဲ့နောက်အလန်လေးခန္ဓာဓာရီဖြစ်တဲ့တည်းဖြောင်းကိုယ်လေးပြောင်းသားပင်နဲ့ပေါ်မှာညာတင်းပါကုမာတတတာသာဘယ်လက်လေးပေါ်ညာဘက်လက်လေးတင်းလက်မလေးတကူသားလေးထိပ်ပြီးတော့ခန္ဓာကိုယ်ကိုရှေးလည်းမကမ်းရအောင် ောက်လေလမ်းမလျောက်အောင်မိခန္ဓာကိုဘယ်လင်းညီအောင်ညှိထားလေရမယ်ခန္ဓာကိုယ်သတ္တောင့်တ္တဥပ္ပတိဝေပြောဆင်းရမယ်ဒီနေ့ကြည်ကြည်ဖြစ်အောင်ကြည်တော်နှစ်ဖက်ကိုလည်းအတင်းပြီးမသားရဘူးခန္ဓာကိုယ်ကြီးလည်းလည်းစိတ်ကြည်တင်းကြပ်မသားရဘူးမျက်စိမေးက ်မိတ်သားပါသိတွေ့ဒီကြည်တာမျက်စိလေးသားလေးမေးပြီးတော့မိတ်သားလိုက်မယ်ဆိုလို့ရှိရင်ဒီကအယုံတစ်ပါးမသွားဘဲနဲ့ဒွေတော်စိတ်ကျန်လွန်စိတ်ဒီမဖြစ်ဘဲနဲ့စိတ်ကလေးတည်ငြိမ်နေတယ်ဒီကြည်တဲ့သမာဓိရှင်နေတယ် မလုတ်ဣန္ဒြေငြိမ်ငြိမ်နေစိတ်တွေမလွင်ပါမလုတ်ရသောဣန္ဒြေနဲ့ငြိမ်ငြိမ်လေးနေလိုက်မယ်ဆိုလို့ရှိရင်မိမိစိတ်တွေလည်းအယုံတပါးပြတ်မပါပဲနဲ့ဒီငြိမ်နေတယ်နာသီဝါမှာဖြည်းဖြည်းပါမှတ်ပါညာရှင်ဘွာမိမိရဲ့နာသီဝါလေးကို ဝင်လေးလေးကြည့်ပြီးတော့ဝင်သွားတော့သိရမယ်အလားတူပဲဖလေလေးကမိ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 ရဲ့နာသိပြားကိုထိတိပြီးတော့ထွက်သွားတော့သိရမယ်ဝင်ထိသိဖွက်ထိသိရလို့အထုံနေတဲ့သရိုစင်းကတတိရေတိညာပဲထွက်လေဝင်လေ ။ရေပြူပါမှတ်ပါကလေးများ။သာသီပြာကိုတတိလေးကပ်ပြီးတော့ဖလေဝင်လေးလေးကိုရှုမှတ်တယ်ဆိုမှဆိုရင်ဒီကလေးဒီငိမ့်ပဲ။ဒီငိမ့်တဲ့စိတ်ကြောင့်မိမိခန္ဓာကိုယ်ငြိမ်ချမ်းပဲ။ပူပန်မှုဒုက္ခတွေရောကြသွားမယ်။ဒါကြောင့်စိတ်ပူပန်မှုဒုက္ခတွေရောကြပျော်လွှမ်းခြင်းလည်းဆိုရင်မြတ်စွာဘုရားရဲ့ သတိပဋ္ဌာန်ဝိပဿနာအလုပ်တွေကိုကြိုးစားပွားများအားထုတ်ကြရမယ် 哎，咱们经济吧。